ဇလန်းဆောက်မှာတော့ခရစ်စီနဲ့အိုင်တန်ဆိုရယ်သုံးရက်တည်းရာတရားတစ်ခုပေါ်မှာနန်းနေကြပြီးသူတို့တတိမထားမိခင်မှာရင်အနောက်ကနေဗန်ကားပြန်အောင်တစည်းဖြတ်သွားပါတယ်ခဏကြာမှပဲအိုင်တန်တို့ကားနီမှာလူဝေးတစ်ခုကိုမြင်လိုက်ရတာကြောင့်ခရစ်စီကလန့်နေပြီးအိုင်တန်ကတော့စိတ်မပူဘူးအတွက်ပြောကအချင်းနေကိုကြည့်ဖို့အတွက်အပြင်ကိုထွက်သွားပါတယ်ကားပေါ်မှာတော့ခရစ်စီတယောက်ပဲကျန်နေခဲ့ပြီးခဏကြာမှတော့တစုံတစ်ခုဟာခရစ်စီကိုကားထဲနေလာဆွဲထုတ်ပါတယ်အဲ့ဒီအချိန်မှာပဲအိုက်တယ်ပြောက်လာပြီးသူသူ့ရဲ့ခေါင်းကိုဖျက်လိုက်တာခေါင်းဖျက်ခံလိုက်ရတာတော့တခြားမဟုတ်ပဲသူသူ့ဘုကောင်တကောင်ဖြစ်နေပါတယ် ဒီချိန်မှာခရစ်စီယာအိုက်ဒန်နဲ့ဂျိုးဆန်ဖိန်တို့ရဲ့သူကိုနောက်တစ်ခါကြာရင်တော့နင်တို့တရားတယောက်ကငါစာလုံးရမယ်လို့ပြောလိုက်ပြီးတကယ်တမ်းမှာတော့ခရစ်စီဂျိုးဆန်ဖိန်နဲ့အိုက်ဒန်တို့ဟာစကြောသက်အရွယ်မဟုတ်ဆိုးလေးတွေပဲဖြစ်ကြပါတယ်။နောက်ရမှာတော့ဂျိုးဆန်အတိုင် FBI agent Dim နဲ့ဆန်ဟာအကင်းချဘွားမျိုးရောလာကြပြီးကားပေါ်မှာမစင်းသေးခင်မှာတင်ဒင်ဆန်ယူရမပြေစကားများကြပါတယ်။ဒင်ရတော့ကက်စပိုးတို့လိုမျိုးဆန်အဆင်မပြေပါဘူးဆိုရင်နေပြီးဆန်ကတော့သူအဆင်ပြေပါတယ်လို့ပြောနေခါစခန်းလေးကိုအတင်းဝင်သွားအောင်ဒင်းလည်းပြတ်တော့ပြတ်တော့ပြောရင်းနဲ့ဆန်နောက်ကိုလိုက်သွားရပါတယ်။ စခန်းမှုကလည်းအမှုဘွားနေရာချလာတယ် CCTV မှတမ်းတချို့ကိုပြလိုက်ပြီစခန်းမှုရဲ့အမြင်ရတော့ဒီတိုင်းပဲစေကွဲနေကလေးတွေနေပါပါလို့ပြောလိုက်ကဒင်းကလည်းအဲစကားအရာခရစ်စီကိုတတိယသွားပါတယ်စခန်းမှုကလည်းမြို့ထဲမှာဒီမှတမ်းထဲမှာရှိတဲ့ကလေးလေးတွေကိုဖမ်းဝဲထုတ်တာကြောင့်ပြောနေပြီဒင်းကပဲ FBI အလာနဲ့ဝရမ်းအောင်ပြန်ပိတ်ဖို့အတွက်ဖျက်ချလိုက်ကဗမာညာမဲမသိပေမဲ့ Fed Radio မတော်နိုင်တာကြောင့်စခန်းမှုကလည်းဝရမ်းအောင် ပြန်ပိတ်ဖို့အတွက်သဘောတူပေးလိုက်ရပါတယ်အပြင်ကိုရောက်တဲ့အချိန်မှာတော့ဆက်ဟာဘာဖြစ်လို့လှုပ်လှုပ်တာလဲလို့မေးလိုက်ပြီ ဒေးရလေအဲ့ထဲမှာပါတယ်ခရစ်စီဆိုတဲ့သူရဲ့အဖေဟာမုံစိုးတယောက်ဖြစ်ပြီးသူတို့ကအမှုတစ်ခုမှာကုညီပဲပူကြောင်းပြပလိုက်တာကြောင့်ဆန်လေခရစ်စီကိုတာဖောက်ပြန်ပြီးမှမိသွားပါတယ်ဒီလိုနဲ့ဆန်လေခရစ်စီအမဲလိုက်နေတာကိုသူ့ရဲ့အဖေဟာတိတော့တိပါမလားလို့မိလိုက်ပြီးဒေးရလေအဲ့ကိစ္စကိုငါတို့အကူအပြေရှာရမှာပေါ့လို့ပြောလိုက်ကတနည်းအောင်ထွက်လာကြပါတယ်တစ်ဖက်မှာလည်းခရစ်စီဟာ ID ကအတုနဲ့မော်တယ်မှာအခန်းကားနေပြီးစစ်ပပီးယာကြောင့်မုံစိုးဗီဇာပြပြီးပဲမော်တယ်စီကိုလထုတ်လိုက်ကအခန်းတစ်ခန်းကိုအရာငားလိုက်ပါတယ် အခန်းထဲအရောက်မှာတော့ခရစ်စီဟာစက်ပစ္စည်းတွေထိတ်ကြိုက်ပေးစင်နေပြီမရှိမနှောက်မှာပဲသူ့စီကိုတစ်ဖက်တက်ကြိုက်နေတဲ့အိုင်ဒန်ရောက်လာကခရစ်စီကိုကြီးတက်တက်လာလို့ပါတယ်ခရစ်စီကတော့အိုင်ဒန်ကိုပြပြတတညင်လိုက်ပြီးအိုင်ဒန်ဟာကားပေါ်မှာတော့ဒီလိုမဟုတ်ပါဘူးလို့ပြောနေကခရစ်စီကလည်းအဲ့တော့ဟာလိုအပ်ချက်အရာတိကျဆောင်တာပါလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဂျိုးဆက်ဖရောက်လာကြောင်းခရစ်စီဟာအမှုเจ้าတွေတခြားရှင်းပြနေပြီလက်ရှိမှာသူတို့ချီယာခံနေတဲ့သူစုဖို့ကောင်ကအခန်းထဲ195မှာရှိရလို့ပြပြလိုက်ပါတယ် ဒါကြောင့်အိုက်တန်နဲ့ဂျိုးဆက်ဖိန်တို့လည်းလိုအပ်တာတွေကိုပြင်ဆင်လိုက်ကြပြီးအခန်း115ကိုထွက်သွားကာခရစ်စီရတော့ကွန်ပျူတာနဲ့နေစဉ်အိုက်တန်တို့ကိုစောင့်ကြည့်ပေးနေပါတယ်။အဲ့ဒီအချိန်မှာဒင်းလက်ဆန်ဟာခရစ်စီရှိနေတဲ့အခန်းတွေကိုဖောက်ဝင်လာပြီးခရစ်စီဟာဒင်းကိုတရက်တဲ့အချိန်ကဒီဇယ်ဖြစ်နေတာကိုရှင်းပြသွားတယ်စိတ်ပြတ်သွားပြီးသူတစ်ချိန်လုံးပတ်စံကိုငွေသားပဲတုံးနေတာအဲ့ဒါကိုဘလို့ပြီးချတွေ့ရလဲဆိုပြီးစိတ်ပြတ်လက်ပြတ်နဲ့မေးလိုက်ပါတယ်။ တင်းရတော့နင်းငါးလောက်မှမုံဆိုးဖြစ်တာပါဒီနီနာမှာမော်တယ်နှစ်ခုပဲရှိတာအဲ့တော့ပတ်စံလေးနည်းနည်းပို့ပေးလိုက်လို့ရှိရင်တင်းနေရထွက်လာတာပဲလေလို့ပြောလိုက်ပြီခရစ်စီကတော့မော်တယ်စီကိုချိန်ဆနေကဆန်အလေမေးဖေရောနေကောင်းရလားလို့မေးလိုက်ပါတယ်ခရစ်စီကတော့ခက်ပြပြပဲငါဖေတေဝါကြီးလို့ပြောလိုက်ပြီးဒင်းနဲ့ဆန်အောင်လဲထွက်သွားခိုင်းနေခါဒီမှုလဲသူ့ဘာသာကြိုက်တွင်နေပါလေလို့ပြောနေပါတယ် ဒါကြောင့်ဒင်းရဟုတ်ပါပြီမင်းတို့ကအခုဘာကောင်လဲနေရလဲလို့မေးလိုက်ကခရစ်စီကတော့သူစုဖို့ကောင်လို့ပြောလိုက်တာကြောင့်ဒင်းမက်ဆန်လည်းစိတ်ဝင်စားသွားပြီးခရစ်စီနဲ့အတူကွန်ပျူတာနေတဲ့စဉ်အိုက်ဒန်ကိုလှမ်းကြည့်လိုက်ကြပါရယ်အိုက်ဒန်နဲ့ဂျိုးဇဖိန်တို့ကတော့အခန်းထဲ35တွေကိုဖောက်ဝင်သွားကြပြီးတားကောင်မတွေ့ပဲတစားကောင်ပဲတွေ့ရလို့အကြောင်းကြံနေကဒင်းမက်ဆန်ကတော့ဝိုင်းရင်နေပြီးပဲတခုခုမှားနေပြီဆိုတာကိုသိသွားပါရယ်အဲ့အချိန်မှာပုံးနေတဲ့သူစုဖို့ကောင်က ရုတ်တရက်ခုန်ထွက်လာပြီးအိုက်ဗန်နဲ့ဂျိုးဇဖိန်ကိုတိုက်ခိုက်လိုက်ပါရယ် ဒါမဲ့ဒင်းမက်ဆန်ကအချိန်မရောက်လာကြအောင်အချိန်နမှန်တော့တော့တည်သွားတဲ့သစိုးဘောက်ကောင်ကလည်းဘရင်ဘောက်ကနေခုံးဆင်းသွားပြီးဘန်ကားပဲအောင်စီကိုဥတီသွားနေကခရစ်စီကတော့အနောက်ကနေပြေးလိုက်သွားပါတယ်ဒင်းကတော့ခရစ်စီလိုပဲအနောက်ကနေပြေးလိုက်သွားပြီးဆန်ကတော့အိုင်ဖိုင်လုံးနဲ့တူကြံခဲ့ကတစားခံအောင်ကယ်ဖို့လုပ်လိုက်ပြီးဒီခရီးတော်ယောက်ကသူတို့နှစ်ယောက်နဲ့အတိုင်ဖောက်ညီနေရကြအောင်ဆန်လည်းအံ့ဩနေရပါတယ်တစ်ဖက်ကဒင်းကလည်းခရစ်စီကိုမိသွားပြီးသစိုးဘောက်ကောင်ကလည်းသူ့ကိုမိဖို့အတွက်တောင်းပန်နေကခရစ်စီကတော့ဘာမှစဉ်းစားမနေပဲလူတွေသွေးပါတဲ့တန်းနဲ့သစိုးဘောက်ကောင်ကိုတခါတည်းအသေးပြတ်တက်ပြစ်လိုက်ပါတယ် သူဆိုဖို့ကောင်းကလည်းနေရာမိုင်းလိမ့်ချသွားပြီဒင်းရလည်းတလက်စားတဲ့ကိစ္စတော့ပေးဖို့တုံးလေကခရစ်ယာဝင်တားလိုက်ပါတယ်အဲ့အချိန်မှာပဲဆန်လို့ရောက်လာပြီဂျိုးဆက်ဖင်ကလူငယ်တုံးတဲ့တကားတော့ငါမိသားစုမတက်ပြခင်တာမှတ်မိသေးလားလို့မေးလာပါတယ်ဒီစကားကြောင့်သူဆိုဖို့ကောင်းကတော့ကြောက်ဝါလက်အားနဲ့သူဘာမှမသိပါဘူးလို့အကြောက်ကန်ကြီးနေပြီဂျိုးဆက်ဖင်ကတော့ဘာမှတော့ပြောမနေတော့ပဲခေါင်းဖြတ်ထုတ်ပြလိုက်ပါတယ်ဒင်းရတော့ဘာမှဆက်ပြောမနေတော့ပဲဒီကောင်ပြတတ်ဖို့လုပ်နေတယ်ဘန်ကာရောက်လို့မေးလိုက် ခရစ်ရတော့အဲ့တော့သူတို့မသိကြအောင်ပြလိုက်တာကြောင့်ဒင်းရဒီကလေးတွေရတော့အလုံးလုံးတာအကော့မစီဘူးလို့ပြောလိုက်ပြီခရစ်စီကိုစကားပြောဖို့တက်တဲ့နေရာကိုခေါ်ထုတ်သွားပါတယ်ပြီးရနေဒင်းရမင်းရမေးဖေကြောင့်မုံဆိုးဖြစ်လာတာလို့မေးလိုက်ပြီခရစ်ရတော့အဲ့လိုမဟုတ်တော့နဲ့သူ့ရဲ့အဖေကမုံဆိုးဘွားကနေအနားယူသွားတာကြားပြီးဖြစ်ကြောင်းနဲ့တမမီတာစုဘွားလေးကိုလည်းရခဲ့ကြောင်ပြပြနေကသူ့ရဲ့အပျော်ကြီးဟာကြကြတော့မခံလိုက်ပြဲတရက်မှာတော့လယ်မမအပေါက်တင်နေတည်နေတဲ့အဖေဖြစ်သူကိုသူကတွေ့ခဲ့ရတာပဲဖြစ်ပါတယ်တလက်စားတဲ့ခရစ်စီယာပဲအိုက်တန်နဲ့ဂျိုးဆက်ဖိန်တို့မိသားစုတွေကိုလည်းအိုက်ကောင်တွေကပဲတက်ခဲ့ရအောင်လို့ပြပတ်လိုက်ပြီ တင်ရတော့လက်ရှိမှာခရစီတို့အုပ်စုကငယ်သေးရကြောင်းဒီလုပ်တွေကိုမလုပ်ဖို့တော့ပြောလိုက်ကခရစီကတော့အခုချိန်မှာနားလိုက်လို့ရှိရင်ဗီတာသူတို့စိတ်ပြတ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်တင်ရလည်းအဲ့ဗီတာဆိုတဲ့ကောင်ကပါလဲမိုးဆိုးဖြစ်နေတဲ့လမ်းနေပါတယ်ဖွင့်ထားလာလို့မေးလိုက်ပြီးခရစီကတော့ဗီတာကိုကပြောပေးနေရကြောင်းတင်ရတော့အဲ့ကောင်ကဘာပဲဖြစ်နေဖြစ်နေသူ့ရဲ့လုပ်ရတရားတော့မှားနေရပဲလို့ပြောလိုက်ပါတယ်။ခရစီကတော့ဘာမှပြောမလို့ပဲနေရနေလက်ထွက်သွားပြီးဆန်စီကိုသွားလိုက်ကဆန်ကလည်းဒင်းကိုသူတို့တွေဗီတာကြောင့်ပြပြလာလို့မေးလိုက်ပါတယ်။ ဒဲရလေပြောရဖို့ကောင်လို့ပြောလိုက်ပြီးဆန်အိုက်ဗီတာဆိုတဲ့ကောင်ကလုံခဲ့တဲ့တုန်းကငါ့ဦးနဲ့စုံခွဲ့တယ်လို့ပြောပြလိုက်ငါတို့နဲ့အိုက်တုံးကပြင်ပြီးကြတဲ့ဟာတည်မချရောက်တာပဲလို့ပြောပြလိုက်ပါတယ်ဒါကြောင့်ဒဲလေဒီကိစ္စဟာတော်တော်ကိစ္စမဟုတ်ဘူးဆိုတာကိုသိသွားပြီးဗီတာနဲ့စကားပြောဖို့အတွက်ခရစ်စီတို့ရဲ့နောက်ကိုလိုက်သွားပါတယ်ဒီလိုမျိုးဒဲမက်ဆန်လေခရစ်စီတို့ရဲ့မဆိုးတင်တဲ့ကြောင်လိုက်လာကြပြီးအထင်းမှာတော့အထင်းနဲ့အမြင်တွေကလွဲမနေခါတာမန်အီတလိုဖြစ်နေရကြအောင်အားလုံးနဲ့အံ့ဩနေရပါတယ်ဗီတာကလေဒီနေ့ဆန်ကိုလာပြီးနှုတ်ဆက်နေခါဆန်ဟာဝါရှင်တန်မှာရူကရူနဲ့တုံးဟာစုံပွဲလေလို့ပြောပြလိုက်ပါတယ် ဒီစကားကြောင့်ဖစ်တာလည်းဝစ်ချက်စာရီပဲဆိုတော့မှတ်မိသွားပြီသူ့အိမ်မှာအေးစစ်နေဖို့ပြောကာဒိုဆက်ဖေးကိုလည်းနဲ့တင်ပေးနေပါတယ်ဖစ်တာအိုင်ဖန်နဲ့ခရစ်စီတို့ကိုလည်းလှုပ်ရှားရှယ်လို့ဖူတိုက်ပြောလိုက်ပြီးဖစ်တာကတော့ဒေဆန်နဲ့စကားပြောဖို့ကြံနေခဲ့ပါတယ်ဒီလိုနဲ့ဒင်းမက်ဆန်လည်းအရက်တွေတောင်းရင်းနဲ့ဗီတာနဲ့စကားလက်ဆုံးကြနေကြတာခရစ်စီတို့ရောက်ကလည်းတောင်းလဲပုံမှန်တက်နေကြပြီတောင်းစင်းတော့မှသူတို့ရဲ့ဆုံးမချက်အတိုင်းအမဲလိုက်နေကြရဲဆိုတာကိုသိလိုက်ရပါတယ် ဆန်အားလည်းမရပါဘူးလို့အခုလိုမျိုးလုပ်နေရလဲလို့မေးလိုက်ပြီးဗီတာကလည်းသူတို့ထပ်တွေ့တော့ဟာဒီကလေးတွေကလမ်းပြောက်နေတဲ့ကလေးလေးဖြစ်နေတာအကြောင်းသူဟာလမ်းကြောင်းပေါ်တင်ပေးခဲ့တာပါလို့ပြောပြလိုက်ပြီးသူတို့ကိုငေါ့ထက်တာတဲ့မျိုးဆက်တစ်ခုဖြစ်အောင်လို့လည်းထိန်းချုပ်ပေးနေရလို့ပြောလိုက်ပါတယ်။အဲစကားကြောင့်ဒင်းဟာဗာမျိုးဆက်လည်းလို့မေးလိုက်ပြီးဗီတာကတော့မိုးဆိုးမျိုးဆက်ပေါ့လို့ပြောလိုက်ကခရစ်စီတို့တော့ရောက်မှရှိရတယောက်ချင်းရဲ့အားသာချက်တွေကိုချီးမွမ်းပြောဆိုနေပါတယ်။ ဒီလိုမျိုးတိကျတာတွေကိုတိလိုက်ပြရနဲ့ဒင်းမက်ဆန်တို့ကအိမ်မြုပ်ထလာကြပြီးဒင်းကတော့ဗီတိုင်းလိုရတီကိုကက်ကွက်နေကဆန်ကတော့ဗီတိုင်းလိုရတီကိုထောက်ခံနေရကြအောင်ရိုးရမပြန်ညီကိုနှောက်ဆပြီးစကားများကြပါလေဒင်းကတော့ခရစ်စီတို့ကိုအန်ရကင်းဖို့အတွက်ဗီတောက်နှာချဖို့အတွက်ဒီအမှုကိုအတူတူဖြစ်ရှိရမယ်လို့ပြောလိုက်ပြီးဆန်ကလည်းသဘောတူလိုက်ပါတယ်ဒါမဲ့ဒင်းကတော့တကုတ်ကုတ်စိတ်ကြဲထင်နေရကြအောင်မော်တယ်မှာတွေ့ကြရတယ်တစားခက်ကောင်းမလေးနဲ့စကားတော့ပြောမယ်လို့ပြောလိုက်ပြီးဆန်တော့ဗီတောက်ဆိုကြည့်ခိုင်းဖို့နေခဲ့လိုက်ကလူစုခွဲလိုက်ကြပါတယ် ဒေနုတ်ထွက်သွားတဲ့အချိန်မှာပဲဗစ်တား H ကိုဘန်ကားပြောင်းတစ်စီးရောက်လာပြီးကားပေါ်ကလူတွေဟာအိမ်ထဲကိုစိုက်ကြည့်နေကြပါတယ်။နောက်ရမှာတော့ဆန်ဟာတောက်တော့ကန်ဒီခရစ်စီရိုးနဲ့အတူမလက်ဆောင်ဝင်စားလိုက်ပြီးခရစ်စီရိုးကတော့တောက်ချိန်တောက်ချာနေရတောင်းစားစရာရှိရာတွေကိုစားကာတောက်အမြဲထွက်သွားကြပါတယ်။ခလေးထွက်သွားတဲ့ဗစ်တားကသူ့ရဲ့မိသားစုတပ်ပုံတွေကိုဆန်ကိုထုတ်ပြလိုက်ပြီးဗစ်တားဟာတော်ထဲမှာစကားကြခီးထွက်နေတဲ့အချိန်မိသားစုဝင်တွေအကုန်လုံးဝင်တီကိုလာချက်နဲ့တေကုန်ကြရဲဆိုတော့ပြပြလိုက်ပါတယ်။ ဆန်ကလည်းအဲ့ဒါနဲ့ပဲဒီကလေးတွေအကုန်လုံးကိုမွေးစားလိုက်တာလားလို့ပြောလိုက်ပြီးဗီတာကတော့တလူလေးတွေကိုတော့ပျော်ဖို့ကောင်းတယ်တာမန်ဘွားလေးတွေကိုရစေချင်တယ်လို့ပြောပြလိုက်ပါတယ်။ဒဲကလည်းတစားကန်ကောင်မလေးရှိတယ်ဖေးဟော်ရောက်နေပြီးကောင်မလေးရဲ့ပြောကြချက်တည်းအရာသူနဲ့အတူရှိနေတဲ့သူဟာမျိုးရဲ့သူရဲ့ကောင်ဂျင်မီဒေးဆိုသူဖြစ်ကဖန်ခေါ်လာတဲ့သူတွေကတော့ဘန်ကားပြောင်နေအုတ်ထုတ်ဆောင်တဲ့သူပဲဆိုတော့ပြောပြလိုက်ပါတယ်။ ဒါကြောင့်ဒင်းဟာအဲ့ဂျင်မီယာမြို့တပ်ဖို့တာမဟုတ်ဘူးပေါ့လို့ပြောလိုက်ပြီးကောင်းမလေးကလည်းမဟုတ်ကြောင်းနဲ့ဂျင်မီယာလည်းအဲ့တော့ဟာကြောက်နေလို့ပြပြလိုက်ကဒင်းကလည်းဒီကိစ္စတွေအကုန်လုံးဟာဘန်ကားပြောင်းနေအဲ့ကားထဲမှာရှိနေတဲ့သူနဲ့ဆက်နေရဆိုတာကိုသိသွားပါတယ်ဆန်ရဲ့ဘက်မှာလည်းခရစ်စီတို့အုပ်စုဟာကြောက်ရတဲ့အသောကြီးပြောင်းတာအကြောင်းဆန်ဟာဘာဖြစ်လို့လဲလို့မေးလိုက်ပြီးခရစ်စီကတော့ဗီတာကသူတို့ကိုပြန်ပြီးခေါ်လိုက်လို့ပါလို့ပြပြလိုက်ကဗီတာကလည်းလက်ရှိမှာခရစ်စီရဲ့အဖေကိုတတ်ထားတဲ့သူစုဖို့ကောင်ကိုတွေ့ပြီလို့ပြပြလိုက်ပါတယ်ပြီးရတယ်ဗီတာကအမျိုးသမီးတယောက်ကပေါ်ထုတ်ပြလိုက်ပြီး ဆက်အားလေသူမဆိုတော့တရားလာလို့မေးလိုက်တာဗီတာကလည်းမှုကင်းမှန်တန်းဒီအရာတော့အသေးချပါပဲလို့ပြောပြလိုက်ပါတယ်တလက်စားတယ်ဗီတာကပဲထိုအမျိုးသမီးရဲ့လယ်ဘက်မှာခရစ်စီအဖေရဲ့ဆော်ကျိုးလေးရှိနေတာကိုထုတ်ပြလိုက်ပြီအဲဒီဆော်ကျိုးကြောင့်ပဲခရစ်စီကလည်းသူ့ဖို့တတ်တဲ့ကောင်းမဲဆိုပြီးတလက်ချကြုံကြည့်သွားပါတယ်ဆန်အားတော့ဓာတ်ပုံလေးကိုကြည့်နေပြီး CCTV မှတ်တမ်းတွေကပုံနေဖြစ်နေပြီမှတ်တမ်းထဲမှာတော့အချိန်နေဘာတွေညာတွေမပါတာကြောင့်နားလည်ရခတ်သွားရပါတယ် အချိန်မှာဒင်းကြီးကနေဖုန်းဝင်လာပြီးဒင်းကဒီကိစ္စရဲ့အကုန်လုံးဟာဘန်ကားအပြောင်းနဲ့သူကဆက်ဆက်မှုတွေရှိနေရကြအောင်ဘန်ကားအတိုင်အောင်တော့သူထုတ်တမ်းမိန်လို့ပြလိုက်ပြီးဆက်အောင်တော့ဗီတာဟောဆက်ပြီးဆုံးကြည့်ထားဖို့တော့တာမလိုက်ပါတယ်ဒီအချိန်မှာဆက်အားအိမ်မွေးရထားတယ်ဘန်ကားအတိုင်အောင်တွေ့သွားတာကြောင့်ဗီတာကိုခေါ်ပတ်လိုက်ပြီးအိတ်ကားအမှုတွေနဲ့တခုဆက်ဆက်နေရဆိုတော့ပြပြလိုက်ပါတယ်ဗီတာကလည်းစိုင်ပေါ်တော့လက်ခတ်လိုက်ပြီးအားလုံးတွေအိတ်ကားပိုင်ရှင်ကိုချာချာတာပေါ်လို့ပြလိုက်ပါတယ်ဒီရတော့သူတို့မနေ့ကတော့ရှိခဲ့တဲ့ဟိုတယ်ကိုပြောင်းလာပြီးပတ်သက်အနေငယ်ပေးလိုက်တာအခန်းထဲ35ကိုဘသူကငားခဲ့ရလဲလို့မေးလိုက်ပါတယ် မော်တစီကြီးကလည်းပတ်စောက်ကြလိုက်တာနဲ့ဘန်ကာအပယ်အောင်နဲ့အုတ်ထုတ်ဆောင်တာနဲ့ဘဲတပွေပဲလို့ပြပြလိုက်ပြီးသူကအပတ်ပြီစကန်တစ်ခုရဲ့လိမ့်ဆောက်ကိုလည်းယူသွားတယ်လို့ပြပြလိုက်ပါတယ်။ဒင်းကလည်းဟုတ်ပြီအဲ့ပတ်ပြီစကန်ဟာဘဲတစ်ခုလဲလို့မေးလိုက်ပြီးမော်တစီကြီးကလည်းယူသွားတဲ့ထားကိုပြပြလိုက်ကာဒင်းလည်းအပတ်ပြီစကန်စီကိုခကြီးဆက်လာရပါတယ်။ဆန်နဲ့ဗီတာတို့ကလည်းကားအောင်လေးလာဖို့အတွက်အပြုံထွက်လာကြပြီးဆန်ဟာခရစ်စီယိုရောလို့မေးလိုက်ရာဗီတာကတော့ခရစ်စီယာသူ့ပြိုတက်ခဲ့တဲ့ကောင်ကိုရှင်းပြဖို့အတွက်ထွက်သွားကြပြီလို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ဆန်တဲ့ဗီတာတို့လည်းအနာအတော်တွေကိုဆက်ဝင်လာကြပြီးဆန်ဟာမသိကားချက်ကောင်းတဲ့လူတွေကိုတွေ့လိုက်ရအောင်အနာကိုကတ်သွားကဒီချိန်မှနေမယ်မထက်မထားလာတဲ့ကိစ္စတစ်ခုဖြစ်သွားပြီးဆန်ဟာဗီတာမှောက်သိတာကိုခံလိုက်ရပါတယ်တကယ်တမ်းမှာတော့ဗီတာနဲ့တစ်ပင်လောက်ကဗန်ကားပြန်အောင်ပိုင်ရှင်ဟာအလုပ်တူတွဲလုံးနေကြတာပဲဖြစ်ပါတယ်ဒင်းရလည်းတော်ထဲမှာရှိတဲ့ဗက်မိစကဲစီလာကြပြီးအထဲမှာတော့သူစုဖို့ကဖြစ်တာရပိုင်းလောက်ပဲရှိသေးတယ်ကောင်မလေးတဲ့ကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာတနက်ကိုစီနဲ့ခရစ်ရှုလာကြပြီးသူတို့ဘုခေါအောင်မြင်လိုက်ရတာကြောင့်ခရစ်စီယာသူ့ဖေဖေတသွားတဲ့ကောင်မဲလို့ထင်နေတာကြောင့်ချက်ချင်းမတ်တက်ဖို့လုပ်နေပါတယ် ဒါမဲ့ဒေးရတော့ဝင်သားလိုက်ပြီဒီကလေးမလီဟာသူ့ဆုပ်ဖို့ခေါ်ဖြစ်တာရှမ်ပိုင်းမရှိသေးရလို့ပြပြလိုက်ပြီလက်ရှိမှာလည်းသူဟာလူသွေးကိုမတော့ပါသေးတာကြောင့်ပြန်ကယ်လို့ရတဲ့နေအကြောင်းကိုရှင်းပြနေပါတယ်ဒါမဲ့ဗစ်တာရဲ့အုံနောက်စီးတာကိုခံထားရတဲ့ခရစ်စီတို့ကတော့အတမဲ့တကယ်ကြီးလုံနေကြပြီဒေးရလည်းအမျိုးမျိုးဝင်သားနေရကစကားနဲ့ပဲပြောရအောင်လို့ပြောနေပါတယ်ဒါမဲ့အိုက်ဒဲကတော့လက်ပါလို့ရှိရင်လေခမရဘက်ခံရမှာလို့ပြောလိုက်ပြီးလူဝသာနေမယ်ပညာမနေရတင်းရတော့အိုက်ဒဲနဲ့တဲတန်းတဲ့ကိုချက်ချင်းမဲ့ယူလိုက်ကမောင်းတဲ့ကိုဖြုတ်ချပစ်လိုက်ပြီးအမဲလိုက်တယ်ဆိုတော့တတ်တာတစ်ခုလည်းမဟုတ်ဘူးကွာကဲသေးတဲ့သူကိုလည်းကဲရတယ်လို့ပြောပြလိုက်ပါတယ် ဒါကြောင့်ဂျိုးဆက်ဖင်ဟာအဲ့ဒါဆိုရင်ခရစ်စီအဖေကိုတတ်သွားတဲ့ကောင်ကဘမလဲလို့မေးလိုက်ပြီးဒဲရတော့မင်းတို့ကောင်နေအဲ့အဖေကိုတိကျကျသိချင်လို့ရှိရင်တော့ဗီဒါစီကိုပဲသွားရမယ်လို့ပြောလိုက်ပြီးခရစ်စီလည်းသဘောတူလိုက်ပါတယ်တစ်ဖက်မှာလည်းအပန်းခံရတဲ့ဆန်ဟာတတိပြားလာပြီးဗီဒါနဲ့အတူဘန်ကားပြန်ရောင်းရဲပိုင်ရှင်တူတူဘော့ကောင်စစ်ကိုပါတွေ့လိုက်ရပါတယ်ဆန်အလည်းဗီဒါကိုဘာဖြစ်လို့အခုလိုမျိုးလုံနေရလဲလို့မေးလိုက်ပြီးဗီဒါကတော့သူဟာမကောင်းဆိုးရလို့တမျှဟိုညီခံနေရမယ့်မျိုးဆက်ကိုအဆုံးသတ်ပြီးတော့ပြန်ပြီးခုခံတိုက်ခိုင်းနိုင်မယ့်မျိုးဆက်ကိုဖန်တီးနေရလို့ပြောပြလိုက်တာသူအခုလုံနေရရဲ့အားလုံးကလည်းဒီကလေးလေးတွေအတွက်လက်ချက်မှုပါပဲလို့ပြောပြနေပါတယ် ဆန်ကတော့မေလုံနေရာတွေကိုမှန်တယ်လို့ထင်တာလို့မေးလိုက်ပြီဗီတာကတော့ငါ့ရဲ့လူရဲ့တီကိုမှားလားမှန်လားဆုံးဖြစ်အောင်လို့မင်းတို့ညီကိုဟာဘာကောင်နေမလို့လဲလို့ပြန်ပြောလိုက်ပါတယ်ဒါကြောင့်ဆန်ကအနောက်ကစစ်ကိုကြည့်လိုက်ပြီးမေးရသွေးဆုပ်ဖို့ကောင်နေနဲ့ချောပြီးတော့ဘာဖြစ်လို့လုတ်တွဲလုတ်နေရလဲလို့မေးလိုက်ကဗီတာကလည်းငါ့ရဲ့အစီအစဉ်အတွက်လူဝဲလို့ပြောလို့ပြောပြလိုက်ပြီတဆက်ထင်းပါပဲဆန်ကလည်းခရစ်စီယိုနဲ့ညီသွေးဆုပ်ဖို့ကောင်နေဆိုတာဗီတာဖန်တီးထားတဲ့ကောင်နေပဲဆိုတာကိုတွေးမိသွားပါတယ် ဗီဒါတော့တစ်ချက်ကိုတစ်ချက်ပဲဆိုသလိုသူ့ရဲ့အကြောင်းတွေကိုသိသွားတာလည်းချောင်းကလေးလေပုံပြီးဆက်တဲ့တစ်ချက်လာဘူးကတစ်ချောင်းမင်းနဲ့တင်ပြရမယ်လို့ပြောနေပြီ။နေရာမှာတိုက်ပွဲဖြစ်သွားသလိုပြင်ဆင်နေပါရယ်။ဒါပေမဲ့ကဲဆိုးချင်တော့ဒေးမက်ခရစီတို့ကအချိန်မီပြောင်းတာအကြောင်းဗီဒါလည်းတနက်ကိုထုတ်လိုက်ပြီးလက်ရှိအခြေအနေအရကိစ္စတွေဟာရှင်းလို့ပြီးတရားကြောင်းအယောင်မမတွေဖြစ်နေကကလေးတွေကိုလည်းဒေးမက်ဆန်တို့ကမင်းတို့လှည့်သားနေရဆိုပြီးဂျော်ဟာလို့လှည့်ပတ်ပြောနေပါရယ်။ဒါပေမဲ့အိုင်ဒန်တို့ကတော့ဒီသူဆိုးဖို့ခေါင်းနဲ့ခင်ဗျားဟာသိရလားလို့မေးလိုက် ဆရာလေတည်ုံနေပဲဟုတ်မလဲသူတို့ကောင်တွေဟာအလုပ်ပဲလုပ်နေကြတာလို့ပြောလိုက်တာအိုက်တဲ့အမေကိုဝင်ဖြစ်ပေးလိုက်ပါတယ်ဒိုးဆက်ဖရလည်းခမရပါပြီလို့အခုလိုမျိုးလုပ်တာလည်းလို့ထပ်မေးလိုက်ပြီးဒင်းရလည်းအရှိန်ပါကွာမင်းတို့တွေတက်ဖို့အတွက်သူတို့ဘုကောပေါ့စာလေးတွေကိုသူတို့ကဖန်တီးပေးနေရလေလို့ထပ်ပြေးလိုက်ပါတယ်ဒီတော့မှခရစ်စီယိုတော်ရောက်လေသူတို့တွေအချိန်ကြာကြီးလေစားခံရတာကိုသိသွားပြီးခရစ်စီယာငါတို့မိသားစုကိုတက်ခဲ့တာသူတို့မဟုတ်လို့ရှိရင်ဘယ်သူတွေလဲလို့မေးလာပါတယ်ဒါကြောင့်ရရှောက်ပစက်ပိတ်ပြဲစစ်ကပဲငါမဲလို့ဝင်ပြလိုက်ကခရစီတို့မိသားစုဝင်တွေကိုတတုံးကအခြေအနေကိုပြန်ပြောနေရင်ပစက်ရတာခံနေပါတယ် ဗီဒါတော့ဆံပြောဖို့အတွက်တားလိုက်ပြီးခလေးတွေကိုလည်းတခုခုလိုကျင်လို့ရှိရင်တော့တခုခုကိုပြန်ပြီးပေးစေရည်လို့ပြလိုက်ကအဲ့ဒီအချိန်မှာအိုင်ဒန်တို့ကသူတို့မိသားစုကိုတက်ခေတာဗီဒါအမိပေးခဲ့လို့ဆိုတာကိုသိသွားပါတယ်ဒါမှမယ့်ဗီဒါကတော့လက်ရှိအချိန်မှာဒါတွေကိုမတွေးကြပဲအတူတူရှေ့ဆက်ကြတော့ဘို့လို့ပြောလိုက်ကခရစ်စီတို့ကတော့လက်မခံတာကြောင့်စစ်ကအိုင်ဒန်ကိုတရားခံပြည့်အရှင်ဖမ်းလိုက်ပါတယ်ဒင်းကလည်းဗီဒါကိုတရက်နဲ့ချိန်ထားလိုက်ပြီးဗီဒါကတော့မင်းတို့တစ်ချက်ထုတ်တာနဲ့ဒီကောင်လေးကတော့အသေးပဲလို့ဝင်ပြောပါတယ်ဒီအချိန်မှာခရစ်စီနဲ့ဂျိုးဆက်ဗေးတို့ဟာအစီအနှခုကိုအလှည့်မြန်ဆွဲလိုက်ကြပြီ ဒိုးဆက်ဖေးဟာဗီဒါကိုအာယုံလွှဲလိုက်ကခရစ်စီကတော့စစ်ကိုလူသွေးပါတဲ့တနက်ပြစ်လိုက်ပါတယ်။အိုက်တန်ကိုလည်းအောင်မြင်တဲ့ကယ်တင်တိုင်းနိုင်ပြီးခရစ်စီကတော့ကုရကေရမဲ့နေဗီဒါကိုတနက်ချိန်မှာတခါတည်းပြစ်ဖို့အတွက် လုပ်နေပါတယ်။ဒီလိုကတော့အဲ့လိုမျိုးမလုပ်ဖို့အတွက်ဝင်မိတားနေပြီးခရစ်စီကတော့ဒင်းပေါ်တော်တော့ဂယူမဆိုင်တော့ပဲဗီဒါကိုကြီးပါတဲ့တနက်ချောက်ပြစ်ပြစ်လိုက်ပါတယ်။ဒါမဲ့ဗီဒါကတော့ကိုယ်စိတ်ကိုမထိနိုင်ဖြစ်သွားပြီးရေကောချားနေဖော်ထားတဲ့တနက်ကိုထုတ်ခါကိုယ့်ကိုယ်ပဲအဆုံးစီရင်သွားပါတယ်။ ကိစ္စတွေပြီးသွားတဲ့အချိန်မှာတော့အပတ်ပြည့်စကန်နေခဲ့တာတဲ့သူစုဖို့ကကောင်မလေးကိုပြန်ပြီးကူပေးလိုက်ကြကခရစ်စီယာဒင်းတော်နှုတ်ဆက်ဖို့အတွက်ထလာပါတယ်ဆန်အားတော်ခရစ်စီဖီးရဲ့ဆိုးကျိုးလေးကိုခရစ်စီကိုပြန်ပြီးလိုက်ပြီးအပြင်ကိုထွက်သွားကဒင်းကလည်းမင်းရဲ့တော်စီမှာသွားနေမလားလို့မေးလိုက်ပြီးခရစ်စီကတော့မဟုတ်ဘူးသူတို့တွေဒီမှာပဲဆက်ပြီးနေမယ်လို့ပြောလိုက်ကဒင်းကလည်းဘာဖြစ်လို့လဲအိုင်တန်နဲ့မကွက်ချင်လို့လားလို့မေးလိုက်ပါတယ် ခရစ်စီကလည်းရှက်ရှက်နဲ့မဟုတ်ပါဘူးလို့ပြောလိုက်ပြီးသူတို့ဘောသာသူတို့တယောက်ကိုတယောက်ဂယူးဆိုင်ပြီးနေကြမှာပါလို့ပြောလိုက်ကာဒါရတော့အဲ့ဒါဆိုရင်အမဲလိုက်ဖို့ရောလို့မေးလိုက်ပြီးခရစ်စီကလည်းအမှုတွေကိုတကူးတကာကြီးလိုက်ပြီးတော့မချတော့ပါဘူးဒါပေမဲ့သူတို့အနာပဝင်ကျွဲလာလို့ရှိရင်တော့ကောက်ခွင့်တဲ့တဲ့လောက်ကိုကောက်ခွင့်ပြီးဖြစ်ရှင်းပြမှာပါပဲလို့ပြောလိုက်ပါတယ်ဒါရလည်းခရစ်စီဘောသာဟုတ်တယ်လို့ရှိရကြအောင်သဘောတူလိုက်ပြီးကားဆိုတဲ့ကောင်ကမင်းတို့စီကိုမကြမကြလာပြီးကြည့်ပေးမယ့်အကြောင်းပြောလိုက်ကာခရစ်စီလည်းဒင်းရဲ့ပါအောင်နမ်းပြီးနှုတ်ဆက်လိုက်ပါတယ် ပြီးရနေဒင်းရအနားမှာရှိနေတဲ့ item ကိုသူစီကိုခေါ်လိုက်ပြီးအိုင်ဒီကတော့ခက်ကြောက်ကြောက်နေခရစ်စီကိုတခုခုမဟုတ်တာလုပ်လို့ရှိရင်ခင်ဗျားကျွန်တော်ကလာတက်မှာမလားခင်ဗျားအဲ့စကားပြောမှာကျွန်တော်သိပါတယ်လို့ထိတ်ကပိတ်ပြီးပြောလိုက်ပါတယ်ဒီရတော့တစ်ချက်ပြောလိုက်ပြီးမင်းတို့ကတက်စရာမလိုပါဘူးကွာမင်းကောက်မာလေးတက်တာနဲ့နေမယ်မင်းသေးတော့မှာပါလို့ပြောလိုက်ပြီးအပြင်ကိုထွက်သွားကအပြင်ရောက်တာနဲ့ဆန်ဟာကလေးတွေကိုလွင်မွတ်လုပ်ခွင့်ပေးထားအကြောင်းဒင်းရောအပြစ်တင်နေဒင်းရတော့ဆန်မီယာငါတို့တွေဒါငရေတကားကိုအမြန်ပိတ်တယ်လို့ရှိရင်သူတို့လေးကြီးလေအေးစိနေရပါပြီလို့ပြောလိုက်ကအင်ပါလာကြီးတဲ့အတူအခက်လူသားတွေရဲ့ဘန်ကာစီကိုပြန်လာကြပါတယ်